မင်္ဂလာပါအသက်60ကျော်60ဝန်းကျင်ရောက်လာပြီဆိုတာနဲ့ခန္ဓာကိုယ်မှာကြွတ်သားဆုံးရှုံးမှုတွေကပုံမှန်တက်ပိုပြီးရလာတတ်ပါတယ်ဒီဖြစ်ပျက်တွေကိုကာကွယ်လို့ဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ကြွတ်သားတွေကိုလေ့ကျင့်ခန်းတွေပြုလုပ်ပေးဖို့လိုအပ်ပါတယ်ဒီကနေ့မှာအသက်60ကျော်60ဝန်းကျင်ရှိတဲ့သူတွေအတွက်ခန္ဓာကိုယ်အောက်ပိုင်းကြွတ်သားတွေကိုနှုံးဆော်ပေးမယ်လေ့ကျင့်ခန်းတွေကိုဝေမျှပေးမှာဖြစ်ပါတယ်ထိုင်ကုန်သလုံးရှိုံနဲ့လေ့ကျင့်လို့ရမယ်လေ့ကျင့်ခန်းတွေဖြစ်တဲ့အတွက်ကြောင့် live ပါလေ့ကျင့်ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်ဗျဒီလေ့ကျင့်ခန်းတွေလေ့ကျင့်ဖို့အတွက်တော့ resistance band သေးလေးတစ်ချောင်းလိုအပ်ပါတယ်ဗျာတကယ်လို့မရှိဘူးဆိုရင်လည်းအလွတ်လေ့ကျင့်ကြည့်လို့ရပါတယ်ဗျာပထမဆုံးလေ့ကျင့်ခန်းလေးနေနေရတော့ resistant band လေးကိုဒူကောင်းအထံကလေးမှာဆွတ်ထားပြီးသွားလို့ရှိရင်ထိုင်ကုန်မှာထိုင်နေတယ်ပဲဒူတစ်ဖက်ချင်းကိုမြောက်ပြီးတော့ machine လောက်တဲ့ပုံမှန်မျိုးလေးလေ့ကျင့်ပေးရမှာဖြစ်ပါတယ်ဗျာစမ်းကြမယ်ဒူနဲ့ leg လေးကိုလွှဲပြီးတော့ဒူကောင်းလေးမြောက်ပြီးတော့လေ့ကျင့်ပေးရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကို second 30နှစ်ကြော့လောက်လေ့ကျင့်ပေးရမှာဖြစ်ပါတယ်ဗျာ ဒုတိယမြောက်လေးချင်းကန်လေးကတော့ resistant band လေးကိုခြေချင်းဝတ်ထန်ထားလေးမှာဆွတ်ထားပြီးတော့လို့ရှိရင်ခုံလေးမှာခါမပြီးထိုင်ထားမယ်။ခြေတော်တစ်ပတ်ကျင်းစီဒီဂျိုးလေးကိုဆွဲပြီးတော့လှမ်းပေးရမှာဖြစ်ပါတယ်ဗျ။ဒီလေးချင်းကန်လေးကိုလည်း second 30နှစ်ကြော့လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျ။တတိယမြောက်လေးချင်းကန်လေးကတော့ဒုတိယလေးချင်းကန်လိုပဲ resistant band လေးကိုခြေချင်းဝတ်ထန်ထားလေးမှာပတ်ထားမယ်။ထိုင်ကုန်မှာခါလေးမပြီးထိုင်ထားမယ်။ခြေတော်ကလေးကိုခြေဦးဘေးကိုကားမယ်ပြီးရင်ဖနောင်လေးပါလိုက်ကားမယ်။ဘေးကိုကားမယ်ဖနောင်လေးပါလိုက်ကားမယ်။ ပြီးရင်ပြန်စုမယ်အနောက်လေးပြန်စုမယ်ပြန်စုမယ်အတွင်းအပြင်လေးသွားတဲ့ပုံစံမျိုးလေးလေ့ကျင့်ပေးရမှာဖြစ်ပါတယ်ဒီရိုးလေးကိုဆွဲပြီးတော့တင်းသွားမယ်ပြီးရင်ဖြည်းဖြည်းချင်းပြန်လျှော့ရတဲ့အနေအထားအနည်းပြန်ဝင်လာမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုလည်းစက္ကန့်30နှစ်ကျော်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ် ုတ်ကဲ့ကျွန်တော်အခုပြခဲ့တဲ့၄ခြင်းကနေသူတို့ကအသက်50ကျော်60ဝန်းကျင်ရှိလာတဲ့သူတွေမှာဖြစ်လေရှိတယ်။ကြွက်သားဆုံးရှုံးတာတွေကိုဂျိုတင်ကာဝယ်ဖို့အတွက်ထိုင်ကုန်မှာထိုင်နေနေပဲ၄ခြင်းလို့ရမယ်။အောက်ပိုင်းကြွက်သား၄ခြင်းကလေးတွေကိုဝေမျှပေးလိုက်တာဖြစ်ပါတယ်ဗျာ။လေ့ကျင့်ကလေးတွေကမိတ်ဆွေတွေတဲ့အစီအပြေမဲ့ကြိုးရှိမှုလို့ကျွန်တော်မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုစောင့်နေတိကျပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ကိုကြီးလေးပါ။ပေါင်မြားကျော်တဲ့သူတွေနဲ့အလုံများလို့လေ့ကျင့်ရအတွက်အချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မှာနေရင်ပြန်လည်ကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကိုကြီးလေးပြပေးနေတဲ့ fellows guide တယောက်ဖြစ်ပါတယ်။